ပြောမယ်ဆိုရင်တော့ဤသူများရဲ့ဆုံးဖြတ်ချက်ကိုအားလုံးကလက်နိုင်စာတရားတရားမျိုးတရားဒီဥဒိကခံစားချက်ဆိုရတဲ့ဒီလိုလက်ပြောင်းဆောင်ရဲ့အေးနိုင်ပေါ်တာကုန်ပြားနိုင်ငံကုန်ပြားလေးမှာပြီးတော့ဒီလိုဆောင်ပေးနိုင်လို့နဒီအထက်ကလည်းပြောကြတယ်တို့လူတွေကလည်းဒါပြောမယ်ဆိုရင်နိုင်ငံသားတွေပေါ်မှာသိစားရှိတယ် ပြည့်နေတာဖွဲ့စည်းပုံချင်အပြေပါဒါသက်ဆိုင်ရှင်ပထမချင်းပြည်ထောင်စုလွှတ်တော်နောက်ဆုံးနေ့မှာတော့2010ခုနှစ်မှာတမရော့ကနေအနားယူပြီးနိုင်ငံရေးလောကရဲကိုဝင်လာတဲ့နာယကဦးရွှေမန်းဟာသတင်းမီဒီယာတွေရဲ့မေးခွန်းမေးမြန်းတာတွေကိုဖြေဆိုခဲ့ပါတယ်။တိုင်းရင်းသားစီးလုံးညီညွတ်ရေးကိစ္စတွေအတိုက်ခံပါတီအစိုးရဖြစ်လာမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသူဘာပြောခဲ့လဲ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအမျိုးသားရင်ကြားစစ်ရေးကိုလွှတ်တော်ထဲမှာစူးစမ်းနေပြီး တက်မရောဒါမှမဟုတ်ဘယ်အဖွဲ့အစည်းနဲ့ဖြစ်ဖြစ်ညီညွတ်မှုရကြရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းဆက်ဆံဖို့လိုတယ်လို့ပြောပါတယ်။သူ့အပြစ်ကိုယ့်အပြစ်မျက်နာတွေကိုရှော့ချဖို့နှစ်ဖက်လုံးမှာတာဝန်ရှိတာမို့ခွင့်လွှတ်ဖို့ထိမရောက်သေးရင်တောင်ဖြေရော့စဉ်းစားကြမယ်ဆိုရင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအမျိုးသားပြန်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့ကမာယွမီဒီယာရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။ဆက်မလို့နေပဲဖြစ်ဘယ်ပေါ်စီးနေဖြစ်ဖြစ် အဓိကဒီမှုရအောင်လို့ဆိုတော့ရိုးရိုးသားသားဖွင့်မှန်နေတဲ့ဆက်ချက်တွေနှစ်ဖက်ရိုးရိုးသားသားဖွင့်မှန်အောင်ဆက်ချက်ပြီးတဲ့အခါမှာသူ့ကြောင့်ကိုကြောင့်သူ့ဖြစ်ကိုဖြစ်ရည်ဆွဲချဖို့လည်းနံဒီကိစ္စတွေကနှစ်ဖက်လုံးတွေတောင်းရှိတယ်ဆိုရင်ခံလို့လိုပါခွင့်လို့နိုင်အောင်ခွင့်မလို့နိုင်သေးတဲ့အောင်ခဏက ခွင့်လွှတ်နိုင်ရေးအခွင့်အရေးရောက်တော့ရှော့ချစဉ်းစားပြောမယ်ဆိုရင်ဖြေလျှောက်ဖို့အဲဒီလိုစိတ်တွေမွေးမယ်ဆိုရင်တိုင်းတိုင်းစီလိုညီညီရောအလုပ်တတ်တဲ့ပြည်ညာရောနေညာရောတွေလက်ဆက်တယ်မှာရွေးကောက်ပွဲရလက်အရာပြည်သူဆန္ဒကိုလိုက်နာရမှာဖြစ်လို့ပုဂ္ဂလိကခန်းစားချက်ဆိုတာထက် ကိုယ်စလဲအစ်စ်တွေကိုတွဲပြောင်းပေးနိုင်တာဟာနိုင်ငံရဲ့ဂုဏ်တရက်ဖြစ်တယ်လို့ပြောပါတယ် သူကတော့နိုင်ငံသားတွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာသစ္စာရှိတယ်လို့ဆိုပါတယ်။ပြောမယ်ဆိုရင်တော့ပြည်သူများရဲ့ဆုံးဖြတ်ချက်ကိုအားလုံးကလက်နိုင်စာပြန်တရားမလို့တရားဒီဥပဒေခံစားချက်ဆိုရဲဒီလိုလက်ပြောင်းဆောင်ရဲ့ပြည်နိုင်ပေါ်တာကော်ပီယာနိုင်ငံကော်ပီယာလိုမှာပြီးတော့ဒီလိုစာပြန်နိုင်လို့ဒီနေ့အထောက်အကူများပြောတာလို့ဒီလိုပြောတာနဲ့ဒါ ပြောမယ်ဆိုနိုင်ငံသားတွေပေါ်မှာသစ္စာရှိတယ်။ပြည်ထောင်မှာပေါ်ရိုးချင်အောင်ပြုမှာဒါသစ္စာရှိတယ်။နိုင်ရကတတန်းကုံဆုံးတော့မယ်သူရဥွှေမန်းကသတင်းမီဒီယာတွေကိုလည်းအခုလိုမှားကြားခဲ့ပါသေးတယ်။လွတ်တော်ကတတ်တန်းကိုလွတ်တော်ကလည်းတတ်တန်းကိုနဲ့လို့ပြောနေတာသုတေသုတေပြောဘဝရောက်တယ်တော့နော်အဲ့တော့ နတ်မျက်စိပလင်းခွဲနဲ့အင်းပြေပြီးကြည့်လိုက်ပါဥပမာရင်ဘာတွေလုပ်နေလဲဘာတွေဖြစ်နေဆိုတော့သတိမီဒီယာကစောင့်ကြည့်နေလို့လည်းနော်ဒီလိုပဲယူကြည့်ပါလေဒီလိုလာရောက်ပြေဆုံးဝိညာဉ်နဲ့ဆိုတော့တကယ်ပါအထွေထွေ